အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fiction channel လေးရာနေပြန်လည်ယူဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖတ်ပြတဲ့ဆက်ပေးခြင်းနဲ့ဆောင်းလောင်းကောင်းလေးကဆရာဆရာမနိုင်နိုင်စနေရေးသားထားတဲ့တတိရှိတဲ့ပထမခြေလမ်းလို့အမည်ရတဲ့စာအုပ်ထဲမှာဆောင်းလောင်းကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတဲ့ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းလောင်းကောင်းလေးရဲ့နာမည်ကအောင်မြင်သူနဲ့ကြာရှုံးသူရဲ့ကွဲပြားချက်လို့အမည်ရပါတယ်ကျွန်တော်နဲ့ဒီဆောင်းလောင်းကောင်းလေးကိုအားဆင်ကြအောင်ပါခင်ဗျာအောင်မြင်သူနဲ့ကြာရှုံးသူရဲ့ကွဲပြားချက်နံပါတ်1 အောင်မြင်သူကကိုကိုကိုအရင်ပြောင်းလဲဖို့ ਧੀ တယ်။ကြာရှုံးသူကလောကကြီးကိုပဲပြောင်းလဲခြင်းခဲ့တယ်။နံပါတ်1အောင်မြင်သူက အောင်မြင်ဖို့နီးလန်းရှာတယ်။ကြာရှုံးသူကကြာရှုံးမှုအတွက်စင်ကြေရှာတယ်။နံပါတ်3အောင်မြင်သူကအခက်ခဲတစ်ခါကြုံတိုင်းအခွင့်အရေးတစ်ခုကိုတွေ့တယ်။ကြာရှုံးသူကအခွင့်အရေးတိုင်းမှာအခက်ခဲကိုအရင်တွေ့တယ်။နံပါတ်4အောင်မြင်သူကဒုက္ခအခက်ခဲကြုံတဲ့တခြားသူလက်လျှော့နောက်ဆုတ်သွားတဲ့အချိန် ကိုရည်ရွယ်ချက်အနိုင်ကိုအယောင်နှမ်းဖို့ဆုံးဖြတ်ချက်ချနိုင်သူဖြစ်တယ်။ကြာချုံသူကဒုက္ခအခက်ခဲမရှိလဲဥတီယာပြောင်းနေသူဖြစ်တယ်။နမငါအောင်မြင်သူကလောကကြီးမှာမျှော်လင့်ချက်ကင်းစေတဲ့အရာဆိုတာမရှိပဲမျှော်လင့်ချက်မဲတဲ့သူပဲရှိတယ်ဆိုတာကိုသိသူဖြစ်တယ်။ကြာချုံသူက အရာရာတိုင်းကိုမျှော်လင့်ချက်မဲနေသူဖြစ်တယ်။နမ6အောင်မြင်သူကသူတို့ဘာရဲ့ရှုထောင့်ကနေကိစ္စရက်ကိုကြည့်ရတယ်။တဘာသူရဲ့ခန်းစားချက်ကိုနားလည်အောင်လုပ်တယ်။ ကြာရှုံးသူကကိုကျိုးအတွက်ပဲစိုးရိမ်ကိုပန်တတ်သူဖြစ်တယ်။နံပါတ်9အောင်မြင်သူကအကျင့်သီလကို ပထမကျော်ဝချမ်းသာမှုကိုဒုတိယနေရာထားသူဖြစ်တယ်။ကြာရှုံးသူကစန့်ကျင်စွာနဲ့ကျော်ဝချမ်းသာမှုနောက်ကိုလိုက်ပြီးအကျင့်သီလကို နောက်ချန်ထားသူဖြစ်တယ်။နံပါတ်10အောင်မြင်သူအောင်မြင်ရခြင်းကကိုအောင်မြင်မယ်ဆိုတော့ကိုယုံကြည်ထားလို့ဖြစ်တယ်။ကြာရှုံးသူရှုံးနေရခြင်းကကိုအောင်မြင်မယ်လို့မယုံကြည်ရဲသူဖြစ်တယ်။ နံပါတ်9အောင်မြင်သူကစိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ကြုံတဲ့အခါကိုယ်ကိုတင်းယူစရာနှုတ်စရာတွေနဲ့တင်းကြုံလုံနေတတ်တယ်။ကြာရှုံးသူကစိတ်ထိခိုက်ဝမ်းနည်းစရာတွေနဲ့ကြုံတဲ့အခါတပ်ပြင်းအခါခါချပြီးအဲ့ဒီခံစားချက်ထဲမှာပဲယုံမရအောင်နှုတ်ဝင်နေတတ်တယ်။နံပါတ်10အောင်မြင်သူကလှုပ်စရာရှိတာကိုချက်ချင်းထလှုပ်တတ်သူဖြစ်တယ်။ကြာရှုံးသူက လွယ်ကူတဲ့ကိစ္စကိုတော့အချိန်ဆွဲပြီးလှုပ်တတ်သူဖြစ်တယ်။နံပါတ်17 အောင်မြင်သူကကိုထက်တော်သူဟက်မြတ်သူကိုလေးစားအားချပြီးသူတို့ရဲ့ကောင်းကွက်ကိုစ조사တင်ယူလို့ရှိတယ်။ကြာရှုံးသူကကိုထက်တော်သူဟက်မြတ်သူကိုမနာလိုမုန်းတီးပြီးသူတို့ရဲ့စိုးကွက်ကိုပဲရှာနေတတ်တယ်။နံပါတ်7အောင်မြင်သူရဲ့စိတ်ထိခိုက်အနောက်ရှက်ဖြစ်စေတဲ့အရာတွေကပြင်ပလောကလာတာဖြစ်တယ်။ကြာရှုံးသူရဲ့စိတ်ထိခိုက်စိတ်အနောက်ရှက်ဖြစ်စေတဲ့အရာတွေကသူတို့အတွင်စိတ်ထင်းကလာတာဖြစ်တယ်။နံပါတ် အောင်မြင်သူကအမြင့်ကိုတက်လှမ်းနိုင်မှုအာတိတပြင်းထန်တဲ့ကြာရှုံးသူကကြံ့ကြံ့ခံနိုင်မှုအာတိတမရှိဘူးနမတ်14အောင်မြင်သူအတွက်အဖိုးတန်ဆုံးအရင်းကြီးကမျောလင့်ချက်ဖြစ်တယ်ကြာရှုံးသူအတွက်အကြီးမားဆုံးမွေးတည်မှုကမျောလင့်ချက်မဲတာပဲဖြစ်တယ်နမတ်15အောင်မြင်သူက အခွင့်အရေးကိုဖန်တီးရဲ့ကြာရှုံးသူကအခွင့်အရေးကိုဆောင်နေနမတ်16အောင်မြင်သူက ယုံကြည်မှုတွေကိုမပြတ်မွေးမြူတယ်။ဒါရှင်သူကယုံကြည်ချက်ဆိုတာမွေးရပါပြီစားလို့ယုံသူဖြစ်တယ်။နံပါတ်18အောင်မြင်သူကရှေ့လျားတဲ့လမ်းတွေကိုတလန်းချင်းနဲ့အဆုံးထိရှောက်နိုင်မယ်ဆိုတာကိုယုံကြည်ထားသူဖြစ်တယ်။ဒါရှင်သူကတိုးတောင်းတဲ့လမ်းဖြစ်လေရှေ့ချေတလန်းမတုံးရင်အဆုံးထိရှောက်နိုင်မှာမဟုတ်ဘူးဆိုတာကိုမသိသူဖြစ်တယ်။နံပါတ်18အောင်မြင်သူကအလုံးမလုံးခင်အရင်တွေးတော့ကြံ့စီခဲ့ ရှာရှုံးသူကအလုံးမလုံးခင်ပြွေဝေပြီးအလုံးပြီးချင်နောင်နာရှာတတ်သူဖြစ်တယ်။နံပါတ်16အောင်မြင်သူကခရီးလမ်းမှာတခါတရံရင်နာပြီးအနားယူနေရှိတယ်။ကြာရှုံးသူကမကြာခဏရင်နာပြီးတောင်တောင်မြောင်မြောင်ညှိတတ်သူဖြစ်တယ်။နံပါတ်20အောင်မြင်သူကနေရာတစ်ခုထဲမှာနှစ်ချိန်လဲမကြဘူး။ကြာရှုံးသူကတနေရာမှာလဲကြပြီးတော့ပြန်မထတော့ဘူး။နံပါတ်21 အောင်မြင်သူကလျှောက်ခဲ့တဲ့လမ်းကိုပြန်ကြည့်တတ်တယ်။ကြာရှုံးသူကလျှောက်ခဲ့တဲ့လမ်းကိုပြန်လျှောက်တတ်တယ်။အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးကတော့ဆရာမနန်းနန်းစနေရေးသားထားတဲ့တတိရှိတဲ့ပထမခြေလမ်းလို့အမည်ရတဲ့အစာအုပ်ထဲမှာအောင်မြင်သူနဲ့ကြာရှုံးသူရဲ့ဖွဲ့ပြချက်လို့အမည်ရတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါရခင်ဗျာ။ဒီဆောင်းပါးလေးမှာဆိုလို့ရှိရင်အောင်မြင်သူတယောက်နဲ့ကြာရှုံးသူတယောက်ရဲ့ ကွဲပြားခြားနားတဲ့အဓိကအချက်ကလေးတွေကိုဆ iam မနန်းနန်းစနေကဒီဆောင်မလေးထဲမှာရေးသားထားတာကိုတွေ့ရပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့တွေကအောင်မြင်သူတယောက်ဖြစ်ဖို့အတွက်ဘလို့အရာတွေကိုကျွန်တော်တို့စ조사လုံဆောင်တဲ့နေဘလို့အရာတွေကိုလိုက်လုံတဲ့နေကြာရှုံးသူတယောက်မဖြစ်ဖို့အတွက်ကျွန်တော်တို့တွေဘယ်အရာတွေကိုရှောင်ရှားတဲ့နေဘယ်အရာတွေကိုတော့ကျွန်တော်တို့လုပ်ပိုင်တဲ့နေဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ဒီဆောင်မလေးထဲမှာဘုသူတာရောက်ွယ်ဖတ်ရှုနားထောင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။အဲဒါကြောင့်မလို့ ဂျမနနိုင်စနေရေးသားထားတဲ့ဒီလိုမျိုးစောင်းကောင်းလေးတွေပါတဲ့တတိရှိတဲ့ပထမခြေလှမ်းလို့အမည်ရတဲ့ငွေရင်းစာအုပ်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ Literature Free Channel လေးမှာတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။နားဆင်မြင်များအားလုံးဘေးရန်ကတဲ့ကင်းကြီးကြပါစေ၊ဒေါသခတဲ့ကင်းကြီးကြပါစေ၊စီးရဲခတဲ့ကင်းကြီးကြပါစေ၊နှလုံးဆေးဝါးအေးချမ်းကြပါစေ။နားဆင်သူများအားလုံးဘေးရန်ကြောက်ကြစီးရဲကြီးကိုစိတ်မြဖျားကျမ်းမာချမ်းသာကြပါစေ။ကွန်ဂျူလီယာဆန္ဒများလေးတလုံးတော့အပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature page channel လေးမှာနားဆင်ပေးခဲ့အခြားသူဒုတိယချင်းစီကို ဆွတ်တောင်းနေတာဟောတာပြလိုက်ပါရခင်ဗျာ။